တာယာရဲနဲ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမေ channel ကနေမှတစ်ဖန်ပြန်လေးပြည့်ကျူဆိုပါတယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့အောင်ပွဲတရင်နဲ့ရင်ဆချင်တယ်။ဒီကျွဲတို့တနိုင်းလမ်းဘက်မှာရှိတဲ့လဝရွာမှာအတော်လေးနာမည်ဆိုးနဲ့ကြောကြားနေတဲ့ပီတုစစ်မင်းစင်တန်းဆိုတဲ့ခွေးအဖွဲတွေနဲ့ဒီစစ်ခွေးတွေနဲ့ပေါင်းပြီးမှလဝစုတောင်းတောင်းကုန်းမှာစခန်းချပြီးမှနေထိုင်နေတာကိုမနေ့ကမေတရရက်နဲ့မှာတော့ ျတော့ KIA ဒီဘက်ကနေမှအပြတ်အသတ်ရှင်းနေနိုင်ခဲ့တယ်။ခွေးမသား73កောင်ပေါ်တယ်။အရှင်ဖန်စီနိုင်ခဲ့တယ်။ခရံလင်းနဲ့အများကြီးတင်ပိုက်နိုင်ခဲ့တယ်။ကြာနာရတော့တည့်ရဲ့အတိုင်းပဲခွေးပြေဝက်ပြေပြေးသွားခဲ့ကြတယ်။ဒီမင်းစင်တတ်တီဆိုတာဟာသူတို့နေထိုင်တဲ့ဆူတောင်းတောင်ရဲ့ယွာဖြစ်တဲ့လဝါယွာကကျတော့ကချင်းအိမ်အလုံးနေရာကျော်ကိုမြင်းရှို့ဖြက်စီခဲ့ပြီးမနေ့ကမင်းစင်တတ်နဲ့ခွေးတွေရဲ့စခန်းဖြစ်တဲ့ဆူတောင်းတောင်က စခန်းကိုဖျက်နိုင်ခဲ့ပေမဲ့စိတ်မကောင်းတာတော့မင်းစင်တန်းကိုမတတ်နိုင်သေးတာပဲနော်ဆိုတော့မင်းစင်တန်းနင်းပြေးနိုင်တယ်လို့ပြေးထားလိုက်ဒါပေမဲ့ကချင်လက်ထဲမှာပဲနင်းမရှုမလနဲ့နင်းမตาပေါ်သွားမယ်ဆိုတော့ကိုတော့အချိန်မရွေးနင်းမျောနေပါလို့ပဲပြောချင်တယ်နော်ဒါတော့ကျမတို့ရဲ့အောင်ပွဲတရင်ဖြစ်တယ်ကျတော့နောက်တင်းတဲ့ပုတ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်စစ်တိုက်တယ်ဆိုတာအသက်တွေနဲ့ရင်မိတိုက်ကြတာကွာ တန်လုံးသားတွေကတနည်းကိုရိတ်ခါဆုံးကို950တန်းကြီးတွေအသက်ခံတာဘဝတွေပေးရင်းပြီးတိုက်တာမင်းတို့တွေကပြည်သူတွေဆရာပတ်စံနေယူတယ်ပတ်စံနေအလှခံတယ်လက်နက်ဝဲတယ်ပြည်သူကိုပြန်ပြီးဒုက္ခပေးတယ်ပြည်သူကိုကာကွယ်နေတဲ့တပ်မတော်ကိုပြန်တိုက်တယ်အဲ့တော့သမင်းဆောင်ရလူတိုင်းတည်တယ်ဘယ်ဘက်ကရက်တီရမလဲဆိုတာလက်သဘောပေါက်လားဒီခွေးကနေမှဟောင်းသွားတာကတော့စစ်တိုက်တယ်ဆိုတာဟာ အသက်နဲ့ရင်းပြင်းမှတိုက်ရတာဖြစ်တယ်အခုစစ်ခွေးတွေက ခွေးကြဘူးအာနာရရှိဖို့အရင်ခွေးကြဘူးဆိုပြင်းမှနေနိုင်ဖို့ရအတွက်သူတို့ကတရက်ကို950နှစ်နေစားယူပြီးမှအသက်တွေခန္ဓာတွေပေးပြီးမှတိုက်ပွဲဝင်ရတယ်လို့ပြောတယ်ဆိုတော့ ခွေးကျဘူးအာနာရရှိဖို့အရေး950ပဲနင်တို့ရရတယ်ဆိုလို့ရှိရင်ကျတို့ KAAD ရဲ့ဝေယဝိဆတ်ကိုလုတ်ပေးပါ PDF ရဲ့ဝေယဝိဆတ်ကိုလုတ်ပေးလို့ရှိရင်စစ်ခွေးပေးတာထက်နင်တို့ကငါဆယ်ဆပေးမယ်အခုနင်တို့ကို950ပေးရင်ကြွားကတရက်ကို9500ပေးမယ်နော်ဆိုတော့အချိန်မရွေးအလုတ်တော်မှခေါ်တယ်လာလျှောက်ပါလို့ပြောချင်တယ် နော်ဒီနေ့ကျွန်တော်တော်လာရဲတွေကတော့ပြည်သူလူထုဒီစေကနေမှပတ်စံနေယူတယ်အဲအလူတွေခံတယ်ပြီးလို့ရှိရင်လက်နဲ့ဝဲတယ်ပြည်သူတွေကိုဒုက္ခပေးတယ်ပြည်သူတွေကိုကာကွယ်ပေးတယ်စစ်ခွေးတွေကိုတတ်တယ်လို့ပြောတယ်ဆိုတော့ ဒီနေ့ PDF တွေတော်လန်ရဲတွေဆိုတာဟာ DP2 လူထုတွေရဲ့တာသမီတွေဖြစ်တယ်။ဒီနေ့ PDF တွေကိုကြွေးမို့ဖို့ရတဲ့ဒီနေ့ကျွန်တော်ပြည်သူတွေမှာတာဝန်ရှိတယ်လို့ပြည်သူတွေကိုကာကွယ်ဖို့ရတဲ့လည်းပြည်သူတွေရဲ့တာသမီတွေမှာတာဝန်ရှိတယ်။ဆိုတော့ မိဘနဲ့တာသမီးတွေကြားထဲမှာဆက်ဆံတဲ့အရာကတာသမီးနဲ့မိဘကြားမှာပဲရှိတယ်။နင်တို့ခွေးတွေကတော့ဒါမျိုးတွေနားမလည်ပါဘူး။နော်ဆိုတော့ဒီနေ့ကျွန်တော်ပြည်သူလူထုတွေကိုကာကွယ်ဖို့ရန်အတွက်ပြည်သူလူထုတွေရဲ့တာသမီးတွေရှိတယ်။နင်တို့ခွေးတွေငါတို့ပြည်သူတွေကိုကာကွယ်ပေးဆံမလို့ဘူး။ပြည်သူတွေကိုကာကွယ်ပေးတဲ့စစ်ခွေးတွေကို PDF တွေတိုက်ခိုက်တယ်ဆိုတာကိုသမင်းစားတဲ့သူတိုင်းသိတယ်ဘ누구ဘက်ကိုရရမလဲဆိုတာကိုသိတယ်လို့ပြောတယ် ဒါကြောင့်မို့ပဲဒီနဲ့ပြီးသူဒီဘယ်ဘက်ကိုရက်ရမလဲဆိုတော့ကိုတို့တီတို့တို့ရွေးခဲ့ပြီလေဒါကြောင့်ဒီနဲ့နင်းတို့နေရာတကာမှာစစ်ရှုံးနေကြတယ်ဒီနဲ့နင်းနဲ့ဘက်မှာဘယ်ပြီးသူမှမရှိဘူးဆိုတာနင်းတို့မမြင်ဘူးလားနင်းတို့နေစားဘလောက်ရချင်းမရချင်းဆိုတာဟာငရုနဲ့မဆိုင်ဘူးငါတို့ပြည်သူလူထုတွေကိုလည်းနင့်တို့ကာကွယ်ပေးဆရာမလို့ဘူးနင့်တို့နေရနင့်တို့နေပါစိုးစိုးစီးစီးမသေးခြင်းဘူးဆိုလို့ရှိရင် ျတို့ပြည်သူဒီရှိတဲ့နေရာမှာကာယကာယမလာကြနဲ့ကာယကာယလာလို့ရှိရင်တော့ဒီပြည်သူဒီရဲ့တားသမီးတွေနင့်တို့ကိုတတ်ပစ်မှာပဲဒါကြောင့်စိုးစိုးမတည်ချင်ဘူးဆိုလို့ရှိရင်အေးအေးဆေးဆေးကိုနဲ့ဆိုင်တဲ့နေရာမှာပဲနေကြပြည်သူဒီရှိတဲ့နေရာမှာမလာနဲ့ပြည်သူဒီရှိတဲ့နေရာလာလို့ရှိရင်ပြည်သူဒီရဲ့တားသမီးတွေကနင့်တို့ကိုမကြိုက်ဘူးအဲ့ဒါနင့်တို့ကိုတတ်ပစ်မှာပဲ ဆိုတော့ဒီနေ့နင်းတို့ကပြည်သူတွေကိုကာကွယ်ပေးနေတယ်လို့ပြောတဲ့အခါမှာဘေရန်ကနဲ့ကာကွယ်ပေးတယ်လေတိုက်ပွဲဆိုတော့ဟာအသက်နဲ့ရင်းပြင်းမှာတိုက်ရတယ်လို့ပြောတဲ့အခါမှာဘဒူနဲ့တိုက်နေကြတယ်လေဒီနေ့ကျွားတို့တိုင်းရင်သားတဲ့အားလုံးဟာသူ့နေရာနဲ့သူရှိပြီးသားသူ့ပြည်နယ်နဲ့သူရှိပြီးသားသူ့တိုင်းနဲ့သူရှိပြီးသားဒါကိုနင်းတို့ခွေးတွေကနင်းတို့နဲ့ဆိုင်နေကြီးပဲထင်နေတာ ကချင်းနဲ့လည်းကချင်းပြည်နယ်ရှိပြီးသားချင်းနဲ့လည်းချင်းပြည်နယ်ရှိပြီးသားအရခတတော်လည်းရခိုင်ပြည်နယ်ရှိပြီးသားကရင်နီရောနော်ဒီနဲ့အာကရန်နီဒီမွန်ဒီအားလုံးကျွန်တော်တိုင်းရင်းသားတွေအားလုံးအဆုံဆုံးဒီအညာ PDF တတော်ဒီဟာဆိုလို့ရှိရင်တို့နေရာနဲ့တို့ရှိတယ်တို့နေရာထဲမှာနေတော့ခွေးတွေဝင်ရှောက်လာလို့ဒီနေ့မြန်မာနိုင်ငံမှာတတရကဘာစစ်လို့ဖြစ်နေတယ်ပြီးသွင်းစစ်မဟုတ်ဘူးဒီနေ့ကျွန်တော်ဗမော်မှာဆိုလို့ရှိရင်လာကြည့်လိုက် ်ဤသည်စလုံးဝမဟုတ်ဘူးဒီချက်တည်းတုံးတဲ့ကောင်နင့်ဒီလောက်ကြီးတိချင်တယ်ဆိုလို့ရှိရင်နင့်တို့ရဲ့ဘောပိုင်ရှင်ကိုတွားမဲကြည့်လိုက်ဒီနေ့ကျတော့ဗမောမှာပြည်သွင်းစစ်ကိုဖောဆောင်နေသလားဒါမှမဟုတ်လို့ရှိရင်ကဘာစစ်ကိုဖောဆောင်နေသလားဆိုတာတွားမဲကြည့်လိုက်နော်ဒီဆိုလို့ရှိရင်နင့်တို့တိလိုက်မယ် တိတ်ဟုတ်တလို့လို့သမင်းစားတဲ့သူတိုင်းကဘယ်ဘက်ကိုရက်ရမလဲဆိုတာသိတယ်တော့ဒီနေ့ကျွန်တော်သမင်းစားတဲ့သူတိုင်းကတော့သိတယ်နင်တို့သမင်းမစားဘဲနဲ့သူများစားထားပြီးသားအစာချေပြီးသားကိုစားတဲ့နင်တို့ကတာနားမလဲတာဆိုတော့အခုဒါနဲ့တပြိုင်တည်းပဲဘာပြောချင်တယ်လဲဆိုတော့ဒီအစတော့ကတော့เนาะကျွားတို့ကိုလူမျိုးရဲ့ဘာသာရေးတွေနဲ့တွေးခွဲခဲ့ကြပြီ ဒါပေမဲ့ဒီမတ်လ28ရက်နေ့ငလီလုတ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ကိုဘာနဲ့ပြန်တိုက်ခိုက်လာခဲ့တယ်လဲဆိုလို့ရှိရင်တော့ PDF တွေကိုသူတို့ဖြင့်သူတို့အသာပေးပြီးမှမင်းဆွေနေတာတွေရှိတယ်တင်းသူမနေ့ကလည်းကျွန်မတင်ပေးပြီးပြီเนาะဆိုတော့ဘမော်နဲ့ပတ်သက်ပြီးတော့လေ AID တုံးပြီးမှတင်းအတုတီထုတ်လုပ်နေပြီဒါတွေကိုကြည့်ချင်တာပြင်သူတို့ဘလောက်အထိ not telling grammar တာနိုင်ပေမဲ့သူတို့ရဲ့စိတ်နှလုံးသားထဲမှာကိုမ တို့ရှုံးနေတယ်ဆိုတော့တို့တိပြီးသားဖြစ်တယ်သူခွဲတာတွေလောက်လာခဲ့တယ်အခုကျမနဘေးနှမ်းမှာမြင်ရတယ်နော်အခုဒီပမော်မှာလဲ KIA အရာရှိတွေအများတည်တဲ့အတွက်ကြောင့် PDF တွေကစိတ်သက်ရေးရာမှာပြက်ပြားတဲ့ PDF 12ရောက်ကစစ်ခွေးတွေစမှာအလေးဝင်လာတယ်တဲ့ဒါကိုမပခစစ်တိုင်းဌာနချုပ်ကမိဘရင်ခွေကိုပြန်ပို့ပေးတယ်လို့ပြောတယ်ပြန်နောက်တစ်ခုကဒီပပြုတ်ကြော်စွာကဘာပြန်ရေးထားတယ်လဲဆိုတော့ KIAD ဘက်ကနေမှအတင်းအတ္တမ ဖမ်းပြီးမှစစ်ကြုံပြုတ်လုံနေတဲ့ PDF တွေကစစ်ခွေးတွေနဲ့အချိတ်ဆက်လုပ်ပြီးမှအလင်းဝင်လာကြပါတဲ့နော်လက်နဲ့ပါလာတယ်ဆိုလို့ရှိရင်ဆုချင်းမြင့်မယ်တဲ့ဖျားပွဲကတနတ်တွေအများကြီးပေးလိုက်မယ်လို့ချင်းသလား KIA အောက်မှာရှိနေတဲ့ PDF တွေကတဲ့နော်အိမ်ပြန်ချင်နေကြတယ်တဲ့ KIA ရဲ့အောက်ထဲမှာ PDF မရှိဘူး KIA ဟာကချင်စစ်တပ်ဖြစ်တဲ့ အညာ PDF ဆိုတာဟာဗမာတိုင်းရင်သားလက်နက်ကိုင်သတ်ဖို့ဖြစ်တယ်။ဒါကြောင့် KIAD ဟာဗမာစစ်တပ်တည်းရဲ့ခေါင်းမဟုတ်ဘူး။သူတို့မတိလို့စစ်ပိုင်းဆိုင်ရာတွေတင်ပေးတာပဲရှိတယ်။ PDF တည်းရဲ့ခေါင်းမဟုတ်ဘူး။ဒါကြောင့် PDF တည်းဟာ KIAD ရဲ့ကျွန်းလည်းမဟုတ်ဘူး။ ပြီးတော့ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုလို့ရှင်တော့เนาะစစ်ခွေးတွေကိုယုံကြပါတဲ့ဒီလောက်အထိပေါ်တာဆွဲဒီလောက်ဘလူးပြနေတာ PDF ရဲ့လက်ချက်နဲ့လည်းနင်းတို့အုတ်ကြီးတွေဘယ်နှကောင်တည်သွားပြီလဲမသိဘူးလားအခုနင်းတို့အတင်းအတမထဲလိုက်တဲ့စစ်သားတွေဒီ PDF ဒီကြပဲဖမ်းပြီးမှဘလို့ထိတ်ဆိုထားတယ်လေနင်းတို့မသိဘူးလားနင်းတို့လိုမျိုးကိုယ်ပိုင်နံပါတ်တွေမပြောနိုင်ပဲနဲ့သမင်းကို၅စက္ကန့်ပဲကျွေးလို့ထွက်ပြေးသွားတယ်ဆိုတာတွေငါတို့မတင်ဘူးเนาะ ဆိုတော့အခုဒီ PDF ဒီကိုเนาะစစ်ခွေးတွေကိုယုံယုံကြည်ကြည်နဲ့ဆက်သွယ်ပြေးဝင်လာကြပါတဲ့ကချင်တွေရဲ့ကြုံနေမဖြစ်ကြပါနဲ့တဲ့ KIAD လက်ထဲကနေမှယုံထွက်လို့မရဘဲနဲ့လက်စားချေချင်တယ်ဆိုလို့ရှင်တော့တည်င်းပေးပါတဲ့ပေးကြ KIAD ဘယ်မှာရှိမှန်းနေတော့မသိဘူးလားအခု ရှေ့တန်းမှာဆိုလို့ရှင်ပုံပေါ်မှာရှိတယ်အညာမှာရှိတယ်ရှမ်းမြောက်မှာရှိတယ်တခြားသေးစိတ်မသိရင်တောင်မှပေါ်ရန်အဖြစ်ဒီသုံးနေရာမှာရှိတယ်နင်တို့မြင်ပါတယ် နင်းတို့နဲ့လည်းတိုက်ပွဲဖြစ်နေတာပဲလေဒါကိုဒီ PDF တွေကဘာတရင်ပေးရမှာလဲ KIA တွေဘယ်နှနိုင်မှာတမင်ဘယ်နှလုံးစားတယ်ဘယ်ချိန်အိတ်သားဒါတွေနင်းတို့သိချင်လားအရန်သိချင်လားခဲကြလေ KIA စစ်တပ်ကိုတရင်ပေးချင်အဖြစ်လဲ KIA တွေကိုလက်စားချေလို့ရပါတယ်တဲ့ KIA တွေလက်စားချေချင်တာ တို့ရဲ့ကောင်းစားခြင်းအတွေ့ပဲလုပ်တယ်ဆိုတာကိုနင်းတို့သိမြင်ကြပါတဲ့ကချင်ပြည်နယ်မှာ KIA မရှိမှငြိမ်းချမယ်တဲ့ KIA ဆို K ဆိုဘာကြီးလဲ K ဆိုကချင်မဟုတ်ဘူးလားကချင် Independence Army လို့ခေါ်တာကချင်စစ်တပ်လို့ခေါ်တယ် KIA ကကချင်ပြည်နယ်မှာမရှိရင်ကချင်ပြည်နယ်မှာဘယ်သူရှိမလဲနင်းတို့စစ်ခွေးတွေလားသဘောကြတယ်အဲ့လောက်ကြီးအားတာဒါကြောင့်နင်းတို့မြေတိုင်းရှုံးတာလေကချင်ရှိနေတူ KIA ရှိတယ်လေ ဘလို့နဲ့ချင်းပြင်းနေမှာ KIA မရှိမှငိမ့်ချမှာလဲစစ်ခွေးတွေရှိရင်ငိမ့်ချမှာလားရရဆဆ ပြီးတော့လက်အောက်ငယ်သားတွေမရှိဘူးဆိုလို့ရှိရင်တို့မှာအာနာမရှိတော့ဘူးတဲ့ဒါကိုနင့်တို့သိရမှာဒီနေ့မင်းအွန်လိုင်းဆိုတဲ့ခွေးမသာဒီနေ့ဒီအချိန်အထိရှိနေတာဟာနင့်တို့လိုမျိုးဘောမအရှက်တရားမရှိနော်ကိုကိုကိုအစတိုင်နဲ့လုတ်ပြီးမှသူများဘောမရတယ်ဆိုတာနင့်တို့ခွေးတွေပဲရှိတာခွေးကျဖို့ကဘု து ဘောမလဲတရုတ်ဘောမတယ်ရုရှားဘောမတယ်ဘယ်လာရုစ်ဘောမတယ်လက်နဲ့ဘောမတာမဟုတ်ဘူးပါဇက်နဲ့ပါငုံပေးနေရတာအဲ့လောက်ထိအဆင်ရှိတယ် ငါတို့တော်လာရေးထဲမှာဘေးဘောမမဆံလို့ဘာလို့တပြဲညီထဲပဲနော်ဒီနေ့ဘောမတွေပဲပမော်နဲ့ပတ်သက်ပြီးတော့တည်တင်းအလိန်တွေတင်လာပြီး KIAD နဲ့ PDF တွေအကြောင်းပဲသူတို့ပြောသွားတယ်ဆိုတော့ဒါတွေကိုကြည့်ချင်တာအပြင်သူတို့ပမော်မှာဘလောက်အထိအထိနာနေကြတယ်လဲဆိုတာကိုတော့အရေးမြင်ရင်ကောင်တော့သိပြီးသားဖြစ်သွားပြီး Telegram မှာပဲမအောင်ကြနဲ့နော်ဒီနေ့ဘာကြောင့်မို့ PDF တွေကိုဒီလောက်အထိတို့ကအမှုနီးနဲ့အကြမ်းနည်းနဲ့ဘာကြောင့်ဒီလောက်ဒီခေါ်နေကြသလဲဆိုတော့ PDF တွေရဲ့လက်ချက်ကိုတို့မခံနိုင်တော့ဘူးရေစကြိုဒီမှာတောင်းတာဒီမှာရောအဆွန်ဆုံးပြောမယ်ဆိုလို့ရှိရင်နေပြည်တော်မှာမြို့နယ်ရှိမြို့ရှိတာ၄မြို့အแทမှာ PDF တွေစိတ်ဝင်နေတာတော့မသိလို့အခုတိုင်းမူဝန်ခံချက်တွေထိုးနေရတဲ့အဆင့်တွေဖြစ်လာပြီပြီးရင်နေ့တိုင်းနေ့တိုင်း PDF တွေအောင်ပွဲခံတယ်ဒီအဝေးပြေးကို PDF တွေတက်ပြေးမှစစ်ဆေးရေးတွေလုပ်တယ်ဒါတွေကိုတို့မခံနိုင်တော့ဘူးတို့ကြဆုံးမယ်ဆိုတော့တို့သိတဲ့အတွက်ကြောင့်ဒီနေ့ကတော့ PDF တွေကိုဗမာတိုင်းရင်းသားနဲ့တခြားကြတဲ့တိုင်းရင်းသားတွေရဲ့ဂျားထဲမှာ cloud ဆံပြေးမှတွေးခွဲနေတာပဲဖြစ်တယ်နေ့တော့ရှက်တိုက်ရင်တော့တေဖို့ပဲကောင်းတယ်ဆိုတော့အခုဒီ ဧပြီလ30ရက်နေ့တုန်းကလည်းတောင်ပိုင်းစစ်ဌာနချုပ်တပခကိုလည်း Brave Warriors for မြန်မာကနေမှချက်တိုက်ပုံးနေနဲ့ပြစ်တဲ့24နာရီအတွင်းမှာပဲလေတပ်စခန်းကိုလည်းပဲချက်တိုက်ဒုံ6လုံးနဲ့ပြစ်ခတ်ခဲ့တယ်။ဒါတွေကိုသူတို့မခံနိုင်တော့ဘူး။ဒါကြောင့်မို့ပဲသူတို့ကအခုနီးမျိုးစုံနဲ့ PDF တွေကိုတွေးခွဲပြီးမေးဆွေနေတာဖြစ်တယ်။ဘာကြောင့်မို့ဒီလောက်အထိသူတို့က PDF တွေကိုမေးဆွေနေရတယ်လဲဆိုတော့ဧပြီလ30ရက်နေ့မှာပဲနေပြည်တော်မှာရှိတဲ့ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအထူးညီလာခံမှာခွေးကြဖို့ကနေမှစစ်မှုထမ်းဟောင်းဒီကိုတတ်မတော်မှာအရင်အင်အားခိုင်ခိုင်မာမာရှိဖို့ရတတ်မတော်တို့ရက်တီပေးဖို့ရအတွက်ဆိုပြီးမှ ဒီအစီဝေပွဲမှာခွေးချဘူကလည်းပြောသွားတယ်ဒါဒီကိုကြည့်ချင်းအားဖြင့်သူတို့ရဲ့ခွေးတက်ထဲမှာခွေးတွေမရှိတော့ဘူးဆိုတာသိနိုင်တယ်စစ်မှုထန်းဟောင်းဆိုတာဟာသူတို့ကအသက်ဘလောက်ကနေမှအနားယူလိုက်တာလေဆိုတာဒီအယမ်းမူတည်တယ်စစ်ခွေးထဲကနေတောင်မှအနားယူပြီဆိုတာကတော်ယုံတန်ယုံတက်ကြီးတဲ့သူတွေပြီးလို့ရှိရင်လုံးဝတုံးစားလို့မရတော့ တဲ့ခွေးတွေကိုပဲသူတို့ကစစ်ကနေမှအနာခွင့်ပေးတာတကယ်လို့တအားရှိသေးတယ်ဆိုလို့ရှိရင်တော့သူတို့စစ်မှုကိုထမ်းဆောင်နေဦးမှာပေါ့မထမ်းဆောင်နိုင်လို့ပဲသူတို့ကထွက်တာလေဒါကိုအခုတတ်မတော်ခိုင်ခိုင်မာမာအင်အားရှိဖို့ရအတွက်သူတို့ဘက်ကနေမှအရန်အင်အားအနေနဲ့ရှိပေးပါလို့ပြောတဲ့အခါမှာဒါဟာနင့်တို့တည်တဲ့အချိန်ကထိ ငါရဲ့စိတ်မှုကိုထမ်းဆောင်ပေးရမယ်ဆိုတဲ့သဘောတရောက်တယ်ဆိုတော့အခုပင်စင်စားနေတဲ့သူတွေနင်တို့ရဲ့ဘပပုရဲ့ဘောကန်ရတာအဆင်ပြေသလားခွေးတပူရဲ့စကားတန်နေဟာနင်တို့ရဲ့နားထဲမှာနှုတ်ဝင်ချိုးနေကြသလားလို့ပဲမေးချင်တယ်နော်ဆိုတော့ထောက်ခံကြတည်တဲ့အချိန်အထိထောက်ခံကြဒါကမှတစ္ဆာရှိတယ်လို့ပြောတယ်เนาะဆိုတော့တစ္ဆာရှိတဲ့ခွေးငယ်သားကောင်ဖြစ်ဖို့ရအတွက် ဘဘရဲ့စကားကိုနားထောင်ကြပါလို့ပဲပြောချင်တယ်ပြီးတော့နောက်တင်းတဲ့ပုတ်နေနေကတော့ဒါကတော့ဝမ်းသာစရာဖြစ်တယ်မြင့်ချန်ခရိုင်အမတ်၃၈၉၃၀ဆက်တက်ရင်၅ခုရဲ့အမတ်64ရဲ့အတွက်ကြည်ကာရဲ့တိုက်ခရေးထဲမှာတုံးဖို့ရတဲ့ကားတစည်းပက်ဆန်ငွေသားကြီးပဲ3100ကိုမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရဲ့အဖွဲ့ချုပ်ကနေမှဒေါ်လာရဲတွေကိုပေးထားတာဖြစ်တယ်။တိတ်ကျေးဇူးတင်တယ်။ တော်လန်ရဲတွေအားလုံးရဲ့ကိုစားနှွေဦးမယ်ကနေမှမြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်မြင်ရဲ့အဖွဲ့ချုပ်တွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောချင်တယ်ကြီးကအင်ဂျီလေးရပြီးကားတစ်စီးလေးရသွားပြီးတိတ်ကျေးဇူးတင်တယ် နော်နောက်တရင်တပုတ်အနေနဲ့ကတော့မနေ့ကစကားပြောတာကြွတ်ကြွတ်မားတာမဟုတ်ဘူးကြော်မျိုးမင်းတင်းနဲ့အမားတင်တဲ့ပုံမှာကြွတ် reaction လုံမားသွားတဲ့အဥ္စာကိုပြောပြခြင်းနဲ့ဒါပါလေဆိုတော့7 alliance ဒီကနေမှ online ကနေမှမြေတိန်လုတ်တဲ့မြန်မာနိုင်ငံရဲ့စစ်ရဲနိုင်ငံရဲ့လူမှုရေးစီးပွားရေးတွေနဲ့ပတ်သက်ပြီးမှလည်းဆွေးနွေးသွားတယ်လို့ပြောတယ်ဒီတင်းကဒီလိုမဟုတ်ဘူး ဘလို့လဲဆိုတော့ TNLAD နဲ့ KIAD ရဲ့နင်းမြေပြက်တနာကိုကျတော့အားလုံးသိပြီးတာဖြစ်တယ်။ KIO ပဟိုအဆင့်က လူကြီးတွေချက်မြောက်မှာ April 29ရက်နေ့ကနေမှ ရောက်ရှိနေပြီးနင်းမြေနဲ့ပတ်သက်ပြီးတော့သူတို့ဆွေးနွေးမှာဖြစ်တယ်။ဒီနင်းမြေကိုဆွေးနွေးလာတဲ့အခါမှာချက်မြောက်ရဲ့တမိုင်းကိုတီးတဲ့လူကြီးတွေပါမယ်။ ရှမ်းနယ်နဲ့ကချင်နယ်နဲ့ပတ်သက်တဲ့ဒီတမိုင်းစာအုပ်ပါလာလိမ့်မယ်။ TNLAD ရဲ့တမိုင်းစာအုပ်တွေလည်းပါလာလိမ့်မယ်။ဒါတွေအားလုံးနဲ့ဆွေးနွေးမယ်။ဒါပေမဲ့ဘာတွေဘယ်လိုလုပ်မယ်ဆိုတာတော့ဒီအစည်းအဝေးကိုဘယ်နေ့ကနေမှဘယ်နေ့မှဆုံးမယ်ဆိုတာလည်းကျူတင်မပြောထားဘူး။ဘာကြောင့်လဲဆိုခွေးတွေလည်းကြိုက်နိုင်တယ်လေเนาะဒါကြောင့်အတိအကျကို မသိသေးဘူး 26ရက်နေ့မှာချက်မြောက်ကို KIO လူကြီးတွေရောက်ရှိနေပြီဆိုတော့တိတယ်ဒါပေမဲ့ဘယ်မှနေတယ်ဘယ်မှသေးတယ်ဘယ်မြို့မှနေတယ်ဆိုတော့လည်းမသိသလိုဘယ်နဲ့မှအစီအဝေးလုပ်မယ်ဘလို့လုပ်မယ်ဆိုတော့လည်းကျွန်တော်အတိအကျမသိရသေးတာဖြစ်တယ်ဆိုတော့အဲ့ထဲမှာ7 Alliance လို့ခေါ်တဲ့ FPNCC ဆိုတာဟာတချို့တိမယ်တချို့တော့မတိသေးဘူးပေါ့နော်ပြောပြမယ်ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ အဲ့အဖွဲ့ဒီလဲပါကောင်းပါနိုင်တယ်ခဏတော့ပြောလို့ဘသူအတိအကျပါမေးဆိုရတယ်ထုတ်ဖော်ထားခြင်းမရှိသေးဘူးဒါပေမဲ့ဒီ7 alliance လို့ခေါ်တဲ့ FPNCC ထဲမှာဘသူပါဝင်တယ်လဲဆိုတော့ MNDAAD ပါတယ် KIA ပါတယ် WARI ပါတယ် TNLA ပါတယ် AA ပါတယ် NDAA ပါတယ်ဒီလက်နက်ကိုင်ခုနှစ်ဖွဲ့နဲ့ဖွဲ့စည်းထားတဲ့အဖွဲ့ဖြစ်တယ် TNL နဲ့ KIA တွေနဲ့ပတ်သက်ပြီးတော့တမိုင်းကြောင်းတွေကိုကင်ပြင်းမှနေမြေကိစ္စကိုဖြည့်ရှင်းမှဖြစ်တယ်ဆိုတဲ့အကြောင်းသိရတယ်ခဏတော့ပြောလို့ဘဒူပါမေဆိုတာမသိဘူးမနေ့ကတော့ကြုံမျိုးမြင်ပြောသွားတာကတော့ဘဒူပါတယ်ဘဒူပါတယ်ဆိုပြီးမှပြောတယ်ပြီးတော့ သူပဲတိတ်တိတလို့လို့ထုတ်ပြန်ချက်တွေကိုလည်းသူပြောသွားတယ်ထုတ်ပြန်ချက်လုံးဝမလုပ်သေးဘူးကျွန်တော် KIA ဘက်ကနေလည်းမလုပ်သေးဘူးစစ်ရေးအသေးစိတ်ကတာမပြောပြရင်လည်းအဲပြည်သူတွေတိတိတိထိုက်တဲ့အဥ္စာတွေကိုတော့ KIA ဒီဘက်ကနေမှချက်ပြသွားလိမ့်မယ်နော်ဒါကတော့မနေ့ကတည်င်းကိုနည်းနည်းလေးပြင်ပေးတာဖြစ်တယ်အခုနောက်ဆုံးတစ်ခုအနေနဲ့ကတော့ comments တစ်ခုကို ဖြည့်ပေးချင်တယ်။အဲ comment ကပါလဲဆိုတော့ကချင်ကတချင်ချင်းကြားလို့ရှိရင် ကိုကန်လိုတယုတ်အလိုကြလိုက်လျှော့ရမလားဆိုတော့ကိုဖြေပေးပါလို့ပြောတဲ့အတွက်ကြောင့်ဖြေပေးမယ်နော်ကျတော့ KIAD နဲ့တရုတ်ဒီဆက်ဆံတာဟာဒီ2023မှာမှပဲဒီလိုမျိုးဆက်ဆံရေးကိုလုပ်နေတာမဟုတ်ပါဘူးတရုတ်ဒီကျတော့ KIA ကိုဆက်ဆံတဲ့ပုံစံဟာနေဆက်ချင်းထိတဲ့တိုင်းရင်းသားလက်နက်ကိုင်းအနေနဲ့ဆက်ဆံတာမဟုတ်ဘဲနဲ့ကချင်အစိုးရတစ်ခုအနေနဲ့ကျတော့ကိုဆက်ဆံတာဖြစ်တယ်ဒါကြောင့် ကျတော့ KIAD နဲ့တရုတ်ဒီနဲ့တွေ့ဆုံတဲ့အခါမှာလေ UUD ပြည်နယ်ဝန်ကြီးလောက်နဲ့ပဲကျတော့ တွေ့ဆုံတာမဟုတ်ဘူးတရုတ်နိုင်ငံတစ်ခုလုံးရဲ့အကြီးဆုံးနဲ့ကျွန်တော်တို့စကားပြောကြတယ်နလတခါသုံးလတခါပုံမှန်ကျွန်တော်တို့တွေ့တာဖြစ်တယ်တရုတ်ပြည်ကိုတွေ့တွေ့တဲ့အချိန်ရှိတယ်လို့ပဲတရုတ်ဒီကျွန်တော်တို့နဲ့စကားပြောချင်လို့ရှင်လဲကျွန်တော်တို့ KIA ဌာနချုပ်ဖြစ်တဲ့လိုင်ဇာကိုသူတို့လာပြီးမှစကားပြောတာဖြစ်တယ်ဆိုတော့ဒီနဲ့ KIA နဲ့တရုတ်ဒီရဲ့ဆက်ဆံခြင်းဟာဆိုရနဲ့အဆိုရဆက်ဆံတယ်လို့ကျွန်တော်တို့ဆက်ဆံကြတာဖြစ်တယ်ဒါကတခုနောက်တခုက KIA ဒီကို ိုတရုတ်ဒီကနင်တို့စစ်ခွေးတွေနဲ့ငိမ့်ချမ်းရဲယူကူယူရမယ်ဆိုပြမဘယ်တော့မှဖိအားပေးမှာမဟုတ်ဘူးပြောလိုက်မယ်လုံးဝဖိအားမပေးဘူးဥပမာတစ်ခုပဲပြောမယ်ကျတော့ KIAD ကိုဒီအထုဒေတာတစ်ကိုမတိုက်နဲ့လို့ပြောခဲ့တယ်ဒါပေမဲ့ကျတော့တိုက်တယ် သူတို့ဘာလုပ်နိုင်လဲဘာမှမလုပ်နိုင်ဘူးဘာကြောင့်လဲဆိုတော့ကျတော့ကိုယ်တိုင်နိုင်ကိုယ့်ရဲ့လူမျိုးပေါ်မှာကိုယ်တစ္ဆာရှိပြီးမှရက်နေတဲ့အတွက်ကြောင့်ဖြစ်တယ်တရုတ်တီကြိုက်တာကျတော့ကချင်ပြည်နယ်မှာအများကြီးရှိတယ်အများကြီးထက်ကမှအုံမျိုးပဲပြောမယ်မြေရှားတတ်တုတရုတ်တီကြိုက်မှကြိုက်ကြောက်စိတရုတ်တီကြိုက်မှကြိုက်ကျွန်းကြိုက်မှကြိုက်တရုတ်ဒီကြိုက်တာကျွန်တော်ကချင်ပြည်နယ်မှာရှိတယ်ဆိုတော့တကယ်လို့ဒါကျွန်တော် KIAD ဟာကိုဂျိုးအတွက်ပဲလုပ်မယ်ဆိုလို့ရှိရင် ဟုတ်ပြီတရုတ်တွေနင့်တို့ကိုငရုတ်ကချင်းပြည်နယ်ကတယံဇာတာတွေကိုနင့်တို့ကငါပေါ့ပေါ့ရောင်းပေးမယ်ငရုတ်ပြည်နယ်ကိုတိုးတက်တဲ့ပြည်နယ်တစ်ခုအနေနဲ့လုပ်ပေးပါလို့ပြောလိုက်တယ်ဆိုလို့ရှိရင်တနာရီမကြဘူးတရုတ်တွေကျွန်တော်ကချင်းပြည်နယ်ကိုရောက်လာမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကဒါမျိုးတကူကောင်းမဆောင်ခဲ့ဘူးတမ္ဘတော်ထဲမှာကျွန်တော်ကချင်းနေဘလောက်ထိတစ္ဆာရှိပြီးမှနေလာခဲ့တယ်လဲဆိုတာတော့စစ်မှန်တဲ့တမိုင်းကိုတီးတဲ့လူတွေတီးလိုက်မယ် ် GIAD ဟာဘယ်တော့မှလည်းပြီးထောင်စုကနေမှ ခွဲထွက်ဖို့လည်းဘယ်တော့မှမစီစဉ်ခဲ့ဘူးဒီနေ့ကျွားတော့ဘယ်တော့မှတကူကောင်းမဆောင်ခဲ့ဘူးဒါကြောင့်ဒီနေ့စစ်ခွေးတွေနဲ့တကယ်လို့များတေးုပ်ဖိအားကြောင့်တော့မဟုတ်ဘူးနော်တကယ်လို့များစစ်ခွေးတွေနဲ့ငိမ့်ချမ်းရေးကို ပြောမယ်ဆိုရင်တောင်မှကျတို့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသားတဲ့အားလုံးရဲ့အကျိုးမရရင်ဘယ်တော့မှလုပ်မှာမဟုတ်ဘူးကျတို့ KIA ရရဘယ်တော့မှတကူကောင်းမဆံဘူးဒါကြောင့်မို့ပဲဒီနေ့မြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်းသား85ရာခိုင်နှုန်းလောက်ကကျတို့ KIA ဒီစစ်ပညာသင်ပေးတာကိုဘယ်ရောအုတ်ချုပ်ခွင့်ရှိရတဲ့မြန်မာပြည်နာကတွေအိန္ဒိယဘက်ကနာကတွေမြန်မာပြည်ကကိုကေးလိုမျိုးတွေအိန္ဒိယကမနီပူကလူတွေ အိန္ဒိယချင်းနေမြန်မာနိုင်ငံကချင်းနေကျတော့အားလုံးစစ်ပညာသင်ပေးခဲ့တယ်။ဒါတွေဟာဒီနေ့ငါတို့သင်ပေးတယ်ဆိုပြီးမှကြီးကျယ်တာမဟုတ်ဘူးနော်ပြောပြတာ။ကျတော့ KIA တွေဟာမြန်မာနိုင်ငံမှာရှိတဲ့တိုင်းရင်သားအားလုံးနဲ့တသားတည်ရှိပါတယ်လို့ပြောချင်တယ်။ဆိုလိုချင်တာဟာကျေးဇူးတင်ဖို့ပြောတာမဟုတ်ပါဘူး။ဒီနေ့ကျတော့ KIA တွေဟာမြန်မာနိုင်ငံသားတွေနဲ့ တလုံးသေးရှိတယ်ဒီနေ့ကတရုတ်ဖိအားခံရလို့ဒီလိုလုပ်တယ်ဆိုတဲ့ကိစ္စအထင်းမှာဘယ်တော့မှ KIA တွေမပါဘူးဆိုတာကိုပြောချင်တယ်เนาะဒါကြောင့်ဘယ်တော့မှစိတ်မပူပါနဲ့ကျတော့ KIA တွေဟာတယင်သားခရတယင်သားတွေပါတယင်သားခုနှစ်မျိုးနာရင်လည်းကျတော့ကချင်တွေလည်းနာပါတယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ပြည်သူတွေအားလုံးကြမှာပြောရှိကြပါစေ